ီးခဲ့တဲ့လောက်ကောင်တော့ဘေးကိတ်ကနေပြီးတော့ပြောခဲ့တာရှိရယ် AI ကလာမဲ့10နှစ်အတွင်းမှာဆရာဝန်တွေကို replace လုပ်သွားမယ်ဆရာဝန်တွေကိုအစားထိုးသွားမယ်ဆိုပြီးတော့ဘေးကိတ်ကခန့်မှန်းထားတာရှိတယ်အခုလက်ရှိမှာလည်းနိုင်ငံတကာမှာဆိုရင်ဒီ AI ပါဝင်တဲ့ medical device တွေကျွန်တော်တို့လက်မှာပတ်လို့ရတယ်ကျွန်တော်တို့တွေးခုံတော့တည်နိုင်တယ်ကျွန်တော်တို့ရဲ့တွေးပေါင်ခြင်ကိုတည်နိုင်တယ်ကျွန်တော်တို့တွေးထဲမှာရှိတဲ့အောက်ဆီဂျင်တွေကိုတည်နိုင်တယ်အဲပြီးရင်တခြားခန္ဓာကိုယ်မှာတက်ဆင်လို့ရတဲ့ဖြစ်စီကိရိယာတွေတည်ထွင်ရရှိနေရပေါ့နော်တဖြည်းဖြည်းနဲ့တိုးတက်လာတယ်အဲ့တော့ ဗီဂိတ်ကပြောထားတယ် AI ကကျွန်တော်တို့လာမယ့်နောက်10နှစ်အတွင်းမှာကျွန်တော်တို့ရဲ့ကျန်းမာရေးကဏ္ဍမှာအရေးကြီးဆုံးဖြစ်တဲ့ဆရာဝန်တွေနေရာကိုအစားထိုးနိုင်မယ်ဆိုပြီးတော့ဗီဂိတ်ကပြောထားတယ်အဲ့တော့မိတ်ဆွေကဘယ်လိုမြင်တယ်လဲကျွန်တော်ဒီဗီဒီယိုမှာ Grok AI ကိုအသုံးပြုပြီးတော့ကိုပိုင် AI ဆရာဝန်တယောက်ဘယ်လိုဖန်တီးရမလဲဆိုတာကိုကျွန်တော်တင်ပြပေးမယ်အဲ့တော့အကုန်လုံးကမြန်မာလိုပဲဖြစ်တယ်မြန်မာလိုပဲဒီ AI ဆရာဝန်ကိုမေးလို့ရတယ်မြန်မာလိုပဲပြန်ဖြေပေးလိမ့်မယ်ကျွန်တော်တို့တိချင်တဲ့မိကွန်းမှန်သမျှကို AI ကနေပြီးတော့စိတ်ရှည်လက်ရှည်24နာရီအချိန်မရွေးပြန်ဖြည့်ပေးလိမ့်မယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့မေတ္တာရက်ခံပါတယ်မိတ်ဆွေတို့အရန်ကိုအကျိုးရှိပါစေလိမ့်မယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ grow account တစ်ခုလိုတယ်အဲ့တော့ grow.com ဆိုပြီးတော့ ROKDROCON .con เนาะအဲ့တော့ဒီနေရာမှာတွားပြီးတော့ဒီလိုပုံစံလေးနဲ့တွားပြီးတော့ရှာလို့ရတယ်ဒါကကွန်ပျူတာနဲ့တုံးမဲ့ဆိုရင်ဖုန်းနဲ့တုံးမဲ့ဆိုရင်လည်းဖုန်းရဲ့ browser မှာတွားရှာလို့ရတယ် Play Store မှာ GROK ဆိုပြီးတော့ဒီ logo လေးနဲ့ application ထွက်ထားတာလည်းရှိတယ်။ Android မှာပေါ့ Apple iOS ဒီမှာရောရနေပါပြီ။အဲ့တော့အဲ့ရအောင် browser မယ်။တောင်းတာကတော့ computer နဲ့တုံးတာကအကောင်ဆုံးဖြစ်နိုင်မယ်ပေါ့နော်။ဒါမှမဟုတ်ဖုန်းထဲမှာရှိတဲ့ mobile browser နဲ့တုံးတာကအကောင်ဆုံးဖြစ်နိုင်မယ်။အဲ့လိုမျိုးကျွန်တော်တို့ရဲ့ Gmail နဲ့အကောင့်ဖွင့်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ကဒီလိုမျိုးပုံစံကိုအသုံးပြုလို့ရမယ်။အဲ့တော့ကျွန်တော်ပြပြထားတဲ့အတိုင်းကိုပိုင် AI ဆရာဝန်တယောက်ကိုဘယ်လိုတည်ဆောက်ရမလဲပေါ့နော်။ ဒီမှာသူ့ရဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော် ChatGPT လိုပဲကိုတိချင်တာတွေမေးလို့ရမယ်။ဒီမှာခါကြတော့ဒါပုံတွေစာတွေကိုတင်ပြီးတော့မေးလို့ရမယ်။ဒီမှာနှစ်ခုပေးထားတဲ့ဟာဘာလဲဆိုတော့ဒီစဆိုရင်ကျွန်တော်တို့ရှာနေတဲ့အကြောင်းအရာကိုရိုးရိုးတင်မကဘူး။တတိယချာလေးနှစ်နိုင်ချွတ်လေးရှာပေးဖို့ပြောတာ။ဒီပါ search ကကြတော့ပို့ပြီးတော့အဆင့်မြင့်သွားတယ်။ကျွန်တော်တို့လေ့လာခြင်းတဲ့အကြောင်းအရာတွေကို ပို့ပြီးပို့ပြီးတော့တနိုင်ချွတ်ချွတ်နဲ့တတိကြချလေးရှာခိုင်းတဲ့ခါကျရင်ဒီ passage ကိုတုံးတယ်။ဒါဒီဒီနှစ်ခုခါကျတော့အမြဲတမ်းတုံးလို့မကောင်းဘူး။တချို့ရိုးရိုးရှင်းရှင်းမေခွန်းလေးတွေခါကျရင်ဒီဟာလေးကို off ထားပြီးတော့အတုံးပြတာကောင်းတယ်ပေါ့နော်။အဲ့တော့အကေလိုအပ်တဲ့ခါကျမှပဲဖွင့်ပြီးမိတာကောင်းတယ်။ဒီဒီနှစ်ခုလုံးကအချိန်တော်တော်ပေးပြီးတော့စောင့်ရတာပေါ့နော်။အရန်ကကကကမေကွန်နေမဟုတ်ဘူးဆိုရင်ဒီနှစ်ခုကိုတွားပြီးတော့နှိပ်စရာမလိုဘူးဒါကွန်ပျူတာမှာပဲ deep search နဲ့ deep search ရမယ်ပြီးရင် think တင့်ခါကြတော့ကျွန်တော်တို့မေခွန်းတွေထဲမှာစဉ်းစားကြရပြီးပါလာတယ်ဆိုရင်ဒီဒီနေရာလေးကိုနှိပ်ပြီးတော့မေးမယ်ဆိုရင်သူကတရားလေးစဉ်းစားပြီးတယ်ပေါ့နော်ဒါက website နဲ့တုံးတဲ့ခါကျရင်ပို့ပြီးတော့တွေ့ရတဲ့ feature တွေပေါ့နော်ပြီးရင်ဒီမှာ model ရွေးလို့ရတယ်အခုကတော့ cloud tree ပဲဖြစ်တော့မယ်ပြီးရင်ဒီနေရာမှာ internet search ကိုဖွင့်လာပြဖို့လို့အဲ့တော့ကျွန်တော်အဓိကပြောမယ့်အပိုင်းကအခုလာပြီဒီညာဘက်အောင်တာမှာ workspace ဆိုတဲ့အားလေးရှိတယ်အဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ add new ကိုနှိပ်လိုက်မှာပေါ့နော် add new ကိုနှိပ်လိုက်တဲ့ခါကျရင် ခဏလေးစောင့်တဲ့အခါကျရင် new work space ဆိုပြီးပေါ်လာတယ်အဲ့ဒါကိုကျွန်တော်တို့ကကိုပိုင်ဆရာဝန်ဆိုပြီးတော့နာမည်ပေးထားလိုက်မယ် okay အဲ့လိုမျိုးနာမည်ပေးထားလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီကိုပိုင်ဆရာဝန်ကကျွန်တော်တို့လိုချင်တဲ့မိခွန်းတွေကျမ်းမာရေးမိခွန်းတွေစေဝါးရေးနဲ့ပတ်သက်တာတွေကိုဖြည့်ပေးခိုင်းမှာအဲ့တော့ instruction ကိုတော့မယ် instruction မှာဆိုရင်ကျွန်တော်တစ်ခါတော့ကဒီ channel မှာတင်ပေးဖူးတယ် ppp ဆိုတဲ့အားလေးပေါ့နော်အဲ့ဒါက pro engineering လို့တုံးတယ်အဲကျွန်တော်တို့ AI ကိုကျွန်တော်တို့စိတ်တိုင်းကြခိုင်းစေတဲ့ပုံစံမျိုးပေါ့နော် အဲ့တော့ဒီ AI ကိုကျွန်တော်တို့ဘယ်လိုခိုင်းမလဲဆိုရင် profile purpose persistency ဆိုပြီးတော့ pitol ကိုလောကမှတ်မိနေပို့လို့ရတယ်။နံပါတ်1 profile profile ကကြတော့ AI ကိုဘာဘလို့កောင်းကြီးလဲဆိုတာကိုကျွန်တော်ကပြောပြလိုက်တယ်ပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကမင်းကငါရဲ့မိသားစုဆရာဝန်ပါဆိုပြီးတော့ AI ကိုခိုင်းလိုက်တယ်ပေါ့နော်။ဒါက profile တို့နာမည်လည်းပေးလို့ရတယ်။သူဘလို့အလုပ်လုပ်လဲဆိုတာကိုလည်းသူ့ကိုပြောပြလို့ရတယ်။ဒီလိုလုပ်ချင်အပြင် AI က အချက်လက်တွေအများကြီးရှိတဲ့အထက်မှာကျွန်တော်တို့ရဲ့ခိုင်းတာကိုပို့ပြီးတော့ focus ထားတဲ့အာယုံစိုက်ထားတယ်။နောက်တစ်ခုက purpose အဲ့တော့ AI ရဲ့တာဝန်ပေးမယ်ပေါ့နော် AI ရဲ့တာဝန်ကိုပေးတဲ့အခါကျရင်ကျွန်တော်တို့ကကျွန်တော်လုံးစီချင်တာကိုပဲ AI ကိုခိုင်းလိုက်လို့ရတယ်တခါလီကျရင်ကျွန်တော်တို့မေးတဲ့မေးခွန်းကတစ်မျိုး AI ကဖြေလာတာတစ်မျိုးဖြစ်တတ်တယ်အဲ့လားလေးကိုမဖြေအောင်ကျွန်တော်က purpose အနေနဲ့ရည်ချက်အနေနဲ့ AI ကဘာအလုပ်လုပ်ရမလဲဆိုတာခိုင်းလိုက်တယ်အဲ့တော့ကျွန်တော်ကမင်းရဲ့တာဝန်ကငါမေးတာတွေကိုတိတ်ပန်ကြီးကြကြဖြေဖို့လိုတယ် အဲ့တော့ဒီလိုခိုင်းလိုက်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ persistency persistency ကတကယ်တမ်းကကျွန်တော်တို့မေးလေလေ AI ရဲ့အဖြေတွေကတိကျမှုရှိလာလေလေအဲ့လိုမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့မေးခွန်းမေးပြီးတိုင်းမှာအရင်အဖြေတွေကိုပြန်ကြည့်ပါပြန်ကြည့်ပြီးတော့အဲ့ဒါတွေနဲ့ kait နေအောင်ပြန်ပြီးတော့တိကျဖြေပြီးပါဘောနော်အဖြေတွေပြီးတဲ့ခါကျရင်လိုရင်းတူရှင်ပြောပြပါအဲ့တော့အ ਨੇ ဆုံးတော့ prompt engineering အနေနဲ့ဒီ PPP ပြီးတုံးလုံးကိုတည်ထားဖို့လိုတယ် profile purpose persistency ဒါလေးကိုတည်ထားဖို့လိုတယ်အဲ့ဒါကိုကျွန်တော်တို့ save လိုက်မယ်ပေါ့နော် save လိုက်တဲ့ခါကျရင်ကျွန်တော်တို့ရဲ့ကိုပိုင် AI ဆရာဝန်ကသူ့ကိုပေးထားတဲ့တာဝန်အတိုင်းကျွန်တော်တို့ပြောတဲ့ပြောတာတွေမေးတာတွေကိုသူဖြေပြီးတော့မှာပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဘယ်လိုဖြေမလဲဆိုရင်အဲ့တော့အာ paracetamol ဘယ်လိုတောက်ရမလဲပေါ့နော် paracetamol မေးတဲ့အခါကျရင်ကျွန်တော်တခြားဟာတွေဘာဖလုံးမှမနေသေးဘူးဒီဟာမေးမယ်အဲဒီညမှာအင်တာနက်ဖွင့်ထားဖို့လို့မယ် grocery နဲ့မေးလိုက်မယ်အဲ့ဒါကိုဆန့်လွတ်လိုက်မယ်ပေါ့နော်အဲ့ဒီအခါကျရင်သူကနေပြီးတော့ဒေချာလေးပြန်ဖြည့်ပေးတယ်အဲ့တော့သူကတိတ်ပန်နေကြအနေနဲ့ပြန်ပြီးတော့ပြောပြပေးမယ်ဟုတ်ပြီနော်အာလူကြီးတွေအတွက်ဘယ်လိုတောင်းအောင်လဲကလေးတွေအတွက်ဘယ်လိုတောင်းအောင်လဲဆိုပြီးတော့သူပြောလိုက်မယ်အချိန်လေးတော့စောင့်မိဖို့လိုတယ်ကျွန်တော်တို့က free account ဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါ်ဒေါ်ဒေါ်နဲ့ပြန်ဖြည့်ချင်မှပြန်ဖြည့်လိုက်မယ် ChatGPT လိုမျိုး ဖြေတာမြန်ချမမြန်လိမ့်မယ်ဒါပေမဲ့ grow ရဲ့အာတချက်ကမြန်မာစာကိုပို့ပြီးတော့တိကျတယ်ပို့ပြီးတော့ရှင်းရှင်းလင်းပြောပြနိုင်တယ်ပေါ့နော် okay အဲမဆိုဘူးလူကြီးတွေအတွက်ပြောတယ်ကလေးတွေအတွက်ပြောတယ်တောက်ချိန်တဲ့နီလန်းပြောတယ်ပြီးရင်တတိပြုရမယ့်အချက်လေးတွေပြောတယ်ပေါ့နော်အဲ့တော့ပြပြစုံသူကဖြေးပေးတယ်အဲ့တော့ကျွန်တော်တို့မေးလိုက်တာကပါလာစီတမောဘလို့တောင်းရမလဲမြန်မာလိုပဲဖြေးပေးတယ်ချက်ကြီးပြမှာတောင်းမေးတယ်ဆိုရင်တော့သူဖြေးတာကမြန်မာစာ တက်ပုံမကြတာရှိကောင်ရှိမှာပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်ကပါလာစီမဟုတ်လို့တောင်းမလဲပြောပြပြီဆိုရင်ကျွန်တော်ဒီမှာစမ်းပြပြမယ်။ပုံတင်ပြီးတော့ကျွန်တော်မေးပြမှာပေါ့နော်။ဒီမှာဒီနေရာလေးမှာ attach ဆိုတာလေးကိုနှိပ်မယ်။နှိပ်ပြီးတော့ upload a file ပေါ့နော်။အဲ့တော့ကျွန်တော်တို့ရဲ့ save cap ပုံလေးကိုဒီ grot ထဲကိုတွားပြီးတော့မေးလိုက်မှာပေါ့နော်။အဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာဒါပါ save လဲပေါ့နော်။အဲ့တော့အဓိကတော့စီကပ်ပုံကိုတေချာလေးရှင်းရှင်းလင်းလင်းရိုက်ထားဖို့လိုတယ်။အဲ့လိုရိုက်တဲ့အခါကျရင်လည်းကျွန်တော်တို့က January ဆိုတဲ့ ဒီဆေးထဲမှာပါတဲ့မူရင်းနှိမ်ပေါ့နော်ဆေးကပ်ပေါ်မှာပါတဲ့စက်လုံးတိုင်းကို ပုံရိပ်ပေါ်အောင်တိကျတိကျရိုက်ပို့လို့ရတယ်။အဲ့တော့ကျွန်တော်ဒီကနေဆေးကပ်ပုံလေးကိုဒီနေရာကိုနှိပ်ပြီးတော့တင်ပေးလိုက်တယ်ပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်တို့မေးကြည့်မယ်။နောက်နေပြီးတော့ဒီဆေးကပ်ပုံလေးကိုကြည့်ရပေါ့နော်။အဲ့တော့ပါရာကတ်ပါရာကတ်ပေါ့နော်။ဒီစိတ်ကပ်ကိုဘယ်လိုတုံးပြရလဲဆိုတာပါသူကပြောပြပေးထားတယ်ပေါ့နော်အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒီကိုပိုင် AI ဆရာဝန်ကိုပဲအဲမိခွန်းလေးတွေရိုးရိုးမိခွန်းလေးတွေမေးတဲ့ ုံပြပြီးတော့မေခွန်းလေးတွေမေးတယ်။အဲ့ဒါပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ခက်ခဲတဲ့မေခွန်းလေးတွေဒါမှမဟုတ်လည်းပို့ပြီးတော့တိချင်တဲ့မေခွန်းတွေကိုကျွန်တော်ဒီနှစ်ခုပောင်းပြီးတော့ဘယ်လိုမေးရလဲဆိုတာပြောပြမယ်เนาะကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် deep search ကိုပဲဖွင့်ပြီးတော့ပြောပြမယ် deep search ခါကြရင်တော့10မိနစ်2မိနစ်လောက်ကြာတယ် deep search ဆိုရင်တော့9မိနစ်10မိနစ်လောက်ကြာတတ်တယ်ပေါ့เนาะအဲ့တော့ပို့ပြီးတော့တိကျကျတိချင်လေးလေး deep search ကိုတုံးပြီးပြီးတော့မေးပေါ့เนาะအဲ့တော့လောလောဆယ်ကျွန်တော်နည်းနည်းလေးပို့ခတ်တဲ့မေးခွန်းတစ်ခုကိုအဲဒီ deep search ကိုခလုတ်ဖွင့်ပြီးတော့ မေးမယ်နော်โอเคအဲ့တော့ကျွန်တော်ပြောထားတဲ့ deep search ဆိုတဲ့အားလေးကိုဖွင့်မယ်ပို့ပြီးတော့အတီးစိတ်တီးချင်တယ်ဆိုရင် deep search ကိုဖွင့်ပါအဲ deep search ကကြတော့ကျွန်တော်တို့ mobile application တွေမှာမပါဘူးကျွန်တော်ကွန်ပျူတာနဲ့ browser နဲ့တုံးမှပဲရမယ်ပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော် deep search နဲ့ပဲပြောပြထားတယ်အဲ့ဒါလေးကိုကျွန်တော်တို့မေးကြည့်လိုက်နော်အဲ့တော့တူအတီချာလေးကိုရှာပေးတယ်တခါလေးကြာရင်လည်းစက္ကန့်ပိုင်းလေးနဲ့ပြီးတဲ့ခါလေးကြာရင်လည်းမိနစ်ပိုင်းလောက်တော့ကြာတတ်တယ်ဒီမှာဆိုရင်သူက website ဆာမင်နာပေါင်း website ပေါင်း39ခုကျော်ကနေပြီးတော့ရှာနေတယ်40ဖြစ်သွားပြီသူစင်လဲစစနေတယ်ရှာလဲရှာပြီးတယ်အများကြီးရှာပြီးတယ်မြန်မာလိုပြန်ဖြေပြီးတယ် okay အဲ့ဆိုရင်သူကပြန်ပြီးတော့ key point ဖြစ်တယ် paracetamol hepatitis B တဲရောဝါပြီးပို့ရှိတဲ့သူတွေတောင်းရတယ်တောက်လို့ရတယ်တတိထားတော့ရမယ်စေပမာနာလျှော့ပြီးတော့ဆရာဝန်နဲ့တိုင်ပင်တိုင်ပင်ပေါ့နော်အဲ့တော့တတိထားမယ့်အချက်လေးတွေလည်းသူကပြောပြပေးထားတယ် နော်အဲ့တော့ B4 ရှိတဲ့လူတွေဆိုရင်တော့တနည်းကို2 grand လောက်ပဲတောက်တက်တယ်လို့ပြောတယ်။ဆရာဦးနဲ့တိုင်ပေဖို့တွေပြောတယ်လက္ခဏာတွေကို view site ဖို့ပြောတယ်။အသေးစိတ် ကိုသူကတိတ်ချာလေးပြန်ပြောပေးတယ်။အဲ့တော့ဒီမှာဆိုရင်သူအများကြီးရှာလာပြီးတာအနေနဲ့တစင်ပြန်ပြောပေးတယ်။အဲ့ဒါကိုကျွန်တော်တို့ကပို့ပြီးတော့တိတ်ချာထပ်ဖတ်ချင်တယ်ဆိုရင်ဒီတခြား website တွေမှာမှာတွားပြီးတော့ဖတ်လို့ရမယ်။အဲ့တော့တော်တော်လေးကိုပြည့်စုံတဲ့အဖြေတစ်ခုကိုပေးတယ်။မြန်မာလိုလည်းဖြေပေးတယ်။ကိုပိုင် AI ဆရာဦးတယောက် โอเคဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့က deep deep search ရယ် deep search ကိုစမ်းမိပြီပေါ့เนาะ tink ဆိုတာကိုဗာလဲပေါ့เนาะအဲ့ဆိုရင်ကျွန်တော်တို့က tink ဆိုတာက paracetamol paracetamol ကိုတမယာတမ်ဘယာရေနဲ့တောက်လို့ရလားပေါ့เนาะ တော့ဒီနေရာမှာ thing ဆိုတဲ့ဟာလေးကိုနှိပ်မယ်အဲ့တော့ application လေးတော့ပါချင်မှပါလိမ့်မယ်ကျွန်တော်တို့ website ကနေတုံးမယ် browser ကနေတုံးမယ်ဆိုရင်တော့ရတယ်เนาะ thing ကိုနှိပ်မယ်နှိပ်ပြီးတော့မေးကြည့်လိုက်မယ်ပေါ့เนาะအဲ့တော့ဒါကလည်းနည်းနည်းပို့ကြတယ်တခါလေကြာရင်ကျွန်တော်တို့ minute ပိုင်းလောက်အထိကြာတတ်တယ်ပေါ့เนาะအဲ့တော့ paracetamol ကတံမြိုင်နဲ့တောက်လို့ရလားဒီကောင်ခါကြာတော့ internet ကနေရှာပေးချင်မှရှာပေးလိမ့်မယ်ဒါပေမဲ့သူက AI ကပို့ပြီးတော့တေချာလေးစဉ်းစားပြီးမှပဲစစစစဖြည့်ပေးတယ်ပေါ့เนาะ အခုကျွန်တော်မေးနေတာတွေအားဆိုရင်ဒါကိုပိုင် AI ဆရာဝန်တယောက်ကကျွန်တော်တို့မေးတဲ့မေးခွန်းတွေကိုမြန်မာလိုပဲတတိကျကျပြန်ပြေးပေးတာသိပ္ပံနေကြတဲ့ဈေးပညာအချက်လက်တွေကိုအခြေခံပြီးမေးတာအဲ့လိုမျိုးဖြစ်အောင်လဲကျွန်တော်က AI ကိုခိုင်းထားတာပေါ့နော် profile purpose persistency အတိုင်းခိုင်းထားတာဒီလိုတတိကျခိုင်းမှာပဲ AI ကကျွန်တော်တို့လိုချင်တဲ့အဖြစ်ကိုဖြေပေးနိုင်တယ်အဲ့တော့ကျွန်တော်တို့အရင်တော့မေးထားတဲ့မေးခွန်းတွေကိုလည်း conversation ကနေတွားပြီးတော့ပြန်ကြည့်လို့ရတာပေါ့နော်အဲ့တော့ဒီမှာ conversation ပေါ့နော်ဒါ mobile application တွေမှာဆိုရင်လည်းဒါလေးကိုရှာပြီးတော့ကြည့်လို့ရတယ်အဲ့တော့အဲ့ဒါကျွန်တော်တို့ခုနကတော့မေးထားတဲ့မေးခွန်းကပါရာစီတမောကတံပြန်ရင်းနဲ့တွဲတောက်လို့ရလားသူကစက္ကန့်30ကျော်လောက်တော့စဉ်းစားတယ်စဉ်းစားပြီးတဲ့အခါကျရင် okay တောက်လို့ရလားဆိုတော့တွဲတောက်လို့ရတယ်တံပြန်ရေးဟာဆေးရအာနိတို့ပြောင်းလဲမှာမလို့ဒါပေမဲ့တစ်ခါလေကြာရင်တော့တတိထားဖို့လိုတယ်တဲ့ဘာလဲဆိုတော့အစာရင်ပြဿနာရှိတဲ့လူတွေဆိုရင်တံပြန်ရေးတောက်တာကအစာရင်တိကျစေတယ်အဲဒါဆိုရင်တံပြန်ရေးနဲ့တောက်လို့မရဘူးပေါ့နော်အဲ့တော့ပါရာစီတမော အရေပေါ်ကအဖြစ်ဆိုရင်ပါရာစီမောရေနဲ့တောက်တာကောင်းဆုံးပဲခွေနော်အဲ့တော့ကျွန်တော်တို့ပုံရိုရိုမေးခွန်းဘယ်လိုမေးရလဲဆိုတာပြောပြပြီးပုံတင်ပြီးတော့ဘယ်လိုမေးရလဲဆိုတာပြောပြပြီးကျွန်တော်တို့ပို့ပြီးတော့တီးကြဖြစ်ချင်တယ်ဆိုရင်ဒီနှစ်ခုတည်းကတစ်ခုရွေးပြီးရင်ခတ်ခဲတဲ့မေးခွန်းတွေစဉ်းစားရခတ်တဲ့မေးခွန်းတွေဆိုရင်ဒီ tank လေးကိုဖွင့်ပြီးတော့မေးပေါ့နော်ဒီနေရာမှာမမေးရမှာကနောက်ကိုရှာတဲ့ခလုတ်လေးကိုနှိပ်ထားပေးဖို့လိုတယ်ပေါ့နော်အဲ့တော့မေးမေးခွန်းလေးကိုမေးလို့ရတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာကိုပိုင် AI ဆရာဝန်တယောက်ကိုကိုတိုင်းတိဆောက်ပြီးတော့ အာကျွန်တော်တို့ရဲ့ဒီ grow AI ကိုမြန်မာလိုမေးမြန်မာလိုပြန်ပြေးတာတွေကိုလုပ်လို့ရတယ်ဆိုတာပြောရအောင်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီဗီဒီယိုမှာပြောထားလို့ပေါ့နော်ကိုပိုင် AI ဆရာဝန်တယောက်တိဆောက်တယ်လို့တခြားတခြားတော့စေပညာနဲ့အဆိုင်နဲ့အကြောင်းအရာတွေစီဝိုင်းနဲ့အဆိုင်နဲ့အကြောင်းအရာတွေအတွက်ကိုပိုင် AI စနစ်တွေတိဆောက်တဲ့ဟာကိုကျွန်တော်တင်ထားပေးတဲ့ တင်တန်းတစ်ခုရှိတယ်အဲ့ဒါကို AI mastery လို့ခေါ်တယ် AI mastery medicine and business ပေါ့နော်အဲ့တော့ဒီတဏ္ဍာမှာခါကြတော့ကျွန်တော်အထူးသဖြင့်စေပညာကို AI နဲ့တုံးပြပြီးတော့ဘယ်လိုလေ့လာရမလဲဆိုတာကိုကျွန်တော်တင်ထားပေးတာအဲ့ဒီတင်တန်းကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ကွန်မန့်မှာလင့်ချလာပေးပါမယ်ဒါမှမဟုတ်စိတ်ဝင်စားရဲဆိုရင်ကွန်မန့်မှာအဲစိတ်ဝင်စားတဲ့အကြောင်းကိုတော့ကျွန်တော်တစ်ချက်ပြောပြပေါ့နော်ကျွန်တော်စာပြန်ပေးပါမယ်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့ကိုပိုင် AI ဆရာဝန်တယောက်ကို ကိုယ်တိုင်လုပ်ကြည့်ပါ မရှင်းတာရှိရင်မတိတာရှိရင်ဒီဗီဒီယိုရဲ့ comment မှာမေးထားလိုက်ပါကျွန်တော်အချိန်ရတဲ့အခါကျရင်ဖတ်ပြီးတော့ပြန်ပြေပြပါမယ်အဲ့တော့ဒီဗီဒီယိုလေးကိုလည်းတခြားလူတွေတီအောင်တငယ်ချင်းတွေတီအောင် share ပေးပါဦးကျွန်တော်ဆက်ပြီးတော့ဒီ AI နဲ့ပတ်သက်ပြီးတော့လက်တွေ့အတုံးဝင်တဲ့ကိစ္စတွေကိုပြောပြပေးတော့ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လုပ်ထားနိုင်ပါတယ်ဆက်ပြီးတော့လည်းကျွန်တော် AI နဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုဒီတိကြည့်ပြီးတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေစားစားရရဘေးကင်းပါစေ